မင်္ဂလာပါရှင်။ရာသဆောင် channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူနိုင်မင်းရာမညရှေးတာထားတယ်။မော်ဆိုကြီးပါထုံနဲ့မြူကိုတဲကနန်းတော်ဆိုရက်ဇလန်လေးရဲ့အပိုင်း၁၀ကိုတင်ဆက်ပေးသွားကြပါမယ်။ဇလန်လေးကိုနားမစင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ ပါကွဲတန့်စီနဲ့အတူအိမ်တစ်ခုလုံးဖုံမုံနဲ့မြူကိုတွေဖုံးလန်းသွားတယ်။ကျွန်တော်တို့ကိုဝိုင်းပတ်တိုက်ခိုက်နေတဲ့မကောင်းဆိုးဝါးတွေဟာရှုပ်တရက်အော်ဟီညင်းညူတန့်တွေနဲ့အတူလွင်ပြောက်သွားကြတယ်။၎င်းတို့ရဲ့သွေးရောင်တန့်တွေရဲ့မျက်လုံးတွေနဲ့ငေါထွက်နေတဲ့အဆွဲတွေဟာအမောင်တို့ရဲ့မှာတဖြည်းဖြည်းမေးမိန်ပြောက်ွယ်သွားတယ်။ကျွန်တော်တို့အားလုံးအံ့အားသင့်စွာတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်။ကြော်ချမ်းစရာဒီတရဝါတွေရဲ့တိုက်ခိုက်မှုရုပ်ကြီးရက်တန်သွားပြီ။ အိမ်အတွင်လုံးဝငြိမ်သက်တိတ်ဆိတ်သွားတယ်။ညနိုးဘာဖြစ်သွားသေးလဲလို့ကျွန်ုပ်ကစိုးရိမ်စွာမေးလိုက်တယ်။ဘာမှဖြစ်ဘူးကိုမင်း။ကျန်တဲ့လူပြီးရော။ဘာမှဖြစ်ဘူး။အောင်မင်းကြော်စွာတော်တော်လေးဖြစ်ရဲ့။ဖုံမုံနဲ့မြူကိုတွေတဖြည်းဖြည်းလျော့ပါလာနေအမျှအိမ်နောက်တနေရာမှာလူရိတ်နှစ်ခုထွက်ပေါ်လာတယ်။ကျွန်တို့ရဲ့ဓာမီအလင်းရောင်ဖျော့ဖျော့အောင်မှာအဲ့ဒီလူရိတ်တွေကိုမြင်လိုက်ရတဲ့အခါအားလုံးရဲ့မျက်နှာတွေမှာဝမ်းသာသွားတယ်။ကိုပါထုပဲ။ညနိုးကအော်လိုက်တယ်။ ဟုတ်ပါတယ်ကိုပါတူဖြစ်တယ်တို့ရဲ့ဘေးမှာတနင်္ညာကတော်တွင် ကိုရဲမှာညဘက်တွေးခဲ့မှုတဲ့ရုပ်ဆိုးကြီးတန်နဲ့လူတယောက်တည်းရှိတယ်။အနီးကပ်ကြည့်လိုက်ရအဲ့ဒီလူရဲ့မျက်နှာဟာမီလောင်တန်ရာပြီလို့ကြမ်းတမ်းနေရဲ့။ကိုပါတို့ရဲ့ဝေစာတွေဟာစုပ်ပြဲပြီးဖုံမုံတွေဖုံးလွှမ်းနေပေမဲ့တို့ရဲ့လက်ထဲမှာဖုံးတော်ကြီးတန်မှရရှိရဲ့ကြေးပြားတစ်ခုကိုခြင်ထားတယ်။အဲ့ဒီကြေးပြားဟာထူးဆန်းတဲ့အလင်းရောင်ဖြော့ဖြော့နဲ့တောက်ပနေရဲ့။အလုံးအစင်ပြေကြရဲ့လား။ ကိုပါထူကအတန်ဖြော့ဖြော့နေမိရဲ့သူ့ရဲ့မျက်နှာမှာပင်ပန်းနွမ်းနေမှုနဲ့စိုးရိမ်မှုတွေရောရှက်နေရဲ့ဒါပေမဲ့ကျွန်ုပ်တို့ကိုတွေ့မြင်ရတဲ့အတွေ့တက်တာရရတဲ့ပုံပေါ်တယ်ကိုပါထူဘယ်လိုဖြစ်ပြီးတော့ဒီကိုရောက်လာတာလဲကျွန်ုပ်ကအံ့အားသင့်စွာမေးလိုက်တယ်ကိုပါထူကခက်ပြေပြေပြုံးလိုက်ပြီအချိန်မရှိဘူးအောင်မင်းဒီကောင်လေးပြန်လာနိုင်သေးရဲ့အရင်ဆုံးဒီကထွက်သွားရမယ်သူကလက်ထဲကကြေးပြားကိုမြောက်ပြလိုက်တယ် ဒါအိုစင်ပေးထားရဲ့ကြည်ပြဒီကောင်တွေကိုဖယ်ရှားနိုင်တယ်ဒီဟာကိုပါမောင်ရဲ့အကူအညီနဲ့ကျုပ်တို့တငယ်ချင်းတွေအံ့ဩသွားရတယ်နောက်မှအကြောင်းစုံအသေးစိတ်ပြောပြမယ်ရုပ်စိုးရဲ့လူကဘေးမှဝင်ပြောတယ်ကျုပ်တို့ဒီဟာကိုမမြန်ထွက်ရမယ်ဒီမကောင်းစိုးရတွေကဒီဟာမှာတည်ဆုံးခဲ့ကြတဲ့ရွာသူရွာသားတွေပဲသူတို့ကအသားစားဘလူးတွေဖြစ်နေပြီအနည်းအနာလာတဲ့တလိမ့်ဆန်တွေကိုတကောင်းမှမလွတ်ဘူးသူ့ရဲ့အတန်ဟာအဲကွဲနေပြီမယ်စိတ်ရင်းမှန်နေပြောနေရတာထင်ရှားတယ် ကျွန်ုပ်တို့အားလုံးအလင်းအမြန်ကြောဖို့အိတ်တွေကိုပြန်လွယ်လိုက်ကြတယ်။ကိုပါဒုနေရှုပ်စိုးလူကရှေးမှာဦးဆောင်ပြီးကျွန်ုပ်တို့ဟာအိမ်ထဲမှာထွက်ခွာလာခဲ့တယ်။အပြင်ဘက်မှာမြူကိုရီယာပုံမထူထက်လာပြီးနေထဲမှာပုတ်တိုးတဲ့အနံ့ဆိုဟာပုံမပြင်းထန်လာတယ်။ဝေးကွာတဲ့အိမ်တွေမှာထူးဆန်းတဲ့အတံတွေညင်းညူတံတွေခြေတံတွေထပ်မံကြားလာကြတယ်။ကိုပါဒုဟာခြေပြားကိုကင်ထိုင်နေဒီကောင်လေးပြန်လာနေပြီ။အလုံးကြောချင်းကပ်ပြီးငါးနှက်ကိုလိုက်ခဲ့အဲ့လိုအော်လိုက်တယ် ကျွန်တော်တို့ဟာတယောက်ကိုတယောက်စောက်ကြိုက်ထားရင်ရွာလန်းချင်းတွေကိုပြက်ကအလင်းမြန်ပြေးထွက်လာခဲ့တယ်။ရုတ်တရက်မြေကိုယ်ရဲမှမကောင်းစောဝရရဲ့ပုံရိပ်တွေထပ်မံပေါ်ထွက်လာတယ်။၎င်းတို့ရဲ့မျက်လုံးတွေဟာသွေးရောင်တွေတောက်ပနေပြီးလက်သည်းရှည်ဝင်နေကျွန်တော်တို့စီကိုလှမ်းတိုက်ခိုက်လာတယ်။ကိုပါထူကကြေးပြားကို ရုပ်စိုးလူထန်လှမ်းပေးလိုက်တယ်။အဲဒီလူကမန်တန်တစ်ခုကိုတီတိုရွတ်ဆိုပြီးကြေးပြားကိုမကောင်းစောဝရစီပြက်ပေါက်လိုက်တယ်။ဟောင်းကနေအတန်းကြီးနဲ့တူကြေးပြားမှာထွက်ပေါ်လာတယ်။အလင်းရောင်ဖျော့ဖျော့တွေဟာ မိဘန်းတွေတက်ွဲဖြာထွက်လာတယ်။အဲ့ဒီအလင်းရောင်တွေဟာမကောင်စိုးဝါးတွေကိုထိမှန်တာနဲ့၎င်းတို့ဟာကြောင်မဲ့ွဲအော်ဟစ်တန်တွေနဲ့အတူတကောင်မီးတကောင်လင်းပြောက်သွားကြတယ်။တချို့မှာမြေကိုယ်တွေကိုထွက်ပြေးသွားကြပြီးတချို့မှာအလင်းရောင်တွေမှာပြာမုံအဖြစ်ပြိုကွဲပြောက်ကွဲသွားတယ်။ကျေးပြားရဲ့ဆွမ်းအားဟာမကောင်စိုးဝါးတွေကိုမခံနိုင်တာကထင်ရှားတယ်။ကျွန်တော်တို့အတွေ့ဒီဖြစ်ရက်တွေဟာတခါမှမကြုံဘူးတဲ့ထူးဆန်းတဲ့အရာတွေသာဖြစ်တယ်။ဒီတဲ့ရွက်ဒီမကောင်စိုးဝါးတွေတကယ်ရှိရဲ့မရှိတာကို စာအုပ်တွေမှာသာဖတ်ပို့ခဲ့တယ်။အခုမှလက်တွေ့တုံတွေ့ရခြင်းဖြစ်တယ်။ဒီရန်တိုင်းဆက်ပြီးရုပ်စိုးလူကအော်လိုက်တယ်။သူကရွာထဲမှာထွက်သွားနိုင်တယ်။လမ်းကျဉ်တစ်ခုကိုညွှန်ပြတယ်။သူတို့တို့ဟာမရက်မနာပြေးလွှားနေရတယ်။ညံနိုးနယ်ဆူဆူကဓမီတွေကိုကင်ထားရင်တီတာကိုဆွဲထားတယ်။ကျော်စွာကဓမြကိုကင်ထားပြီးဘေးပတ်လေကိုတတိကြီးစွာစောင့်နေနေတယ်။ရွာစုံကိုရောက်တာနဲ့မြို့ကိုရီဟာအနေငယ်ပါလျားလာတယ်။ကိုပါတို့ကပြောတယ် ဒီရွာကထွက်သွားရင်ဒီကောင်တွေလိုက်မလာနိုင်တော့ဘူးဒါပေမဲ့အရှိကရွာတွေကိုတတိထောင်းလို့ကိုဘမောင်ကပြောတယ်သူ့ရဲ့အတန်ဟာအနည်းငယ်မောဟိုက်နေပေမဲ့ရွှဲမလျှော့တတ်တာကိုပြနေတယ်ရုပ်စိုးလူကဆက်ပြောတယ်ဒီရွာကနိုင်ငံငယ်လေးရဲ့အစိပ်ပိုင်းတစ်ခုပဲဒီနိုင်ငံငယ်လေးကမြို့ကြီးတစ်မြို့ထဲနဲ့တည်ထားတာအဲ့ဒီမြို့မှာရွာပေါင်း၉ရွာရှိတယ်အခုကျုပ်တို့မကောင်းဆိုးဝါးတွေနေရှင်ဆိုင်ကြရတဲ့ရွာကဒီ၉ရွာတွေကတရွာပဲခမရတို့ရှာနေတဲ့နန်းတော်က၉ရွာမြောက်ရဲ့အလစ်တဲမှာရှိတယ် ရွာတွေကိုပုံစံအရအပြင်ပက်လယ်မှာသုံးရွာအလယ်မှာနန်းတော်ရွာကိုဝိုင်းထားတဲ့ငါးရွာနဲ့ဖွဲ့စည်းထားတယ်။ဒါဆိုအလယ်ကရွာတွေရွာကိုဖျက်ချော်ရအောင်မှာပေါ့။ကျွန်ုပ်ကမေးလိုက်တယ်။ဟုတ်တယ်။ကျောက်တို့အလယ်ကငါးရွာတွေကရွာတွေရွာကိုဖျက်ချော်ရအောင်ပဲ။အဲ့လိုရုပ်စိုးလူကရှင်းပြတယ်။တနအီကျော်လျှောက်လာပြီးနောက်ရွာနယ်နမိတ်ဖြစ်ပုံရတဲ့စီယိုတခုကိုတွေ့တယ်။ကျွန်ုပ်တို့ဟာရွာနယ်နမိတ်ကိုဖျက်ချော်လိုက်တာနဲ့နေထဲမှာပုတ်သိုးတဲ့အနံ့ဆိုဟာရော့ပါသွားပြီး ယူကိုတွေလည်းတဖြည်းဖြည်းပြောက်ွယ်သွားတယ်။ကျွန်တော်တို့အားလုံးပင်ပန်းနွမ်းနေစွာတဲပင်ကြီးတပင်အောင်မှထိုင်ချလိုက်ကြတယ်။ကိုဘထူဘလို့ဖြစ်ပြီးရောဒီကိုရောက်လာတာလဲ။ညနှိုးကထက်မှန်ပြီးရယ်။ကိုဘထူကတပင်ချပြီးပြောတယ်။ကျောက်လဲမင်းတို့လိုပဲရေစည်းနဲ့မျောသွားပြီးကန်တစ်ခုမှတောင့်တင်နေခဲ့တယ်။ကျောက်တတိရလာတော့ကိုတကူထဲမှာရောက်နေပြီ။ဒီကိုဘမောင်ဆိုရဲလူကကျောက်ကိုကဲထားတာ။သူ့နာမည်ကကိုဘမောင်။သူကအထက်လန်ဝိဇ္ဇာဆရာတဦးရဲ့တပည့် သူ့ဆရာကြီးကနေဒီတင်ချိုင်းတောင်လေးကမြို့တော်အကြောင်းသိရှိခဲ့တယ်။နောက်ပြီးအခုလက်ထဲရထားတဲ့အင်ဂျက်တွေကကိုပေါမောင်ရဲ့ဆရာကဖုံးတော်ကြီးကိုလှူထားတဲ့ဟာတွေပဲ။ဘယ်လိုသုံးရမယ်မသိရ။ကိုပေါမောင်ကသုံးနေနေသေးလို့တော်တည်ရဲ့။ကျန်နာကိုကိုပေါမောင်ပဲဆက်ပြောပါတော့ဗျာ။ကိုပါတို့ကကိုပေါမောင်ကိုလှမ်းပြောလိုက်တယ်။ကိုပေါမောင်က ဖြေချောင်းကုံစင်ကိုပြောပြတယ်။အေးချမ်းရွာကတောင်နှန်းတွေကြားမှာတည်ရှိရဲ့။တာယာလှပတဲ့ရွာငယ်လေးတွေဖြစ်တယ်။ရွာပဝန်းကျင်မှာစိမ့်လန်းတဲ့တက်တော်တွေ ညာစွာသောမြေချောင်းတွေနဲ့ပြည့်စုံတယ်။ရွာသားတွေဟာရွာသားဖြူစင်ပြီးတအုံနဲ့တအုံညီညွတ်စွာနေထိုင်ကြတယ်။ဒါပေမဲ့ဒီရွာလေးမှာ ထူးခြားတဲ့အရာတစ်ခုရှိတယ်။ရွာသားတွေဟာတရေတစီဆုံးပြူစားမှုတွေနဲ့မကောင်းဆိုးဝါးတွေရဲ့ဒုက္ခပေးမှုတွေကိုမကြခဏရင်ဆိုင်ရတယ်။ဒီဒုက္ခကိုကယ်တင်ပေးသူမှာကိုဘမောင်ဟာရွာသားတွေပေါ်ဂယုဏထားကစေကူတာပေးရုံမကမကောင်းဆိုးဝါးတွေကိုမြစ်တာဆွမ်းရင်နဲ့နှိမ်နှင်းပေးတယ်။သူရဲ့စိတ်ထားပြုစင်မှုနဲ့ ပညာအစွမ်းကြောင့်ရွာသားတွေကသူ့ကိုအလွန်လေးစားကြတယ်။ကိုပါမောင်ဟာရွာသားတွေရဲ့ရှုပ်ပိုင်းဆိုင်ရာရောဂါတွေကိုစေဘက်ဝင်အပင်တွေနဲ့ကုသပေးရုံသာမကတရဲတစီပူကံမှုစောင်းပြူစောင်းမှုတွေကိုပါကဲတင်ပေးရဲ့။တခါကရွာသူတအူညခအိမ်မဲဆုပ်တွေနဲ့ထူးဆန်းတဲ့အတန်တွေကြောင့်ဒုက္ခရောက်နေရဲ့။ကိုပါမောင်ဟာအဲ့ဒီရွာသူရဲ့အိမ်ကိုသွားပြီးမန်တန်တွေနဲ့အိမ်ကိုတန့်စင်ပေးပြီးမြေတားဆိုင်နဲ့နှိမ်နင်းခဲ့တယ်။ဒါပြင်သူဟာရွာသားတွေကို ၎င်းစုပါရန်မှကာကွယ်ဖို့အခြေခံမှန်တမ်းတွေကိုတင်ကြပြီးရေကိုပေါမောင်ရဲ့ဆရာဖြစ်သူမှာအထက်လန်ဝိဇာတူဖြစ်ပြီးကန္နာရီခရီးစဉ်တွင်လည်းလဲလဲသွားလာက၎င်းစုပါတွေကိုနှိမ်နင်းသူဖြစ်တဲ့သူရဲ့မော်ပညာက အလွန်ကြီးမားပြီးနတ်ဆိုးတစီတရဲတွေတပတ်ကြီးတွေကိုပညာရှင်နဲ့ဆုံးမထိန်ချုပ်နိုင်တယ်ဆရာဖြစ်သူဟာစိတ်ထားကောင်းမွန်တဲ့တပတ်တွေကိုရှာဖွေပြီးတော့သူ့ရဲ့ပညာရှင်တွေကိုတင်ကြပေးကလူပောင်ဖွဲ့စီကိုစောင့်ရှောက်ဖို့တာဝန်ပေးခဲ့တယ် ဆရာပြည့်သူကိုပါမောင်ကိုရွေးချယ်ခဲ့တယ်။ကိုပါမောင်ဟာစိတ်ထားဖြူစင်ပြီးတခြားသူတွေကိုကူညီလိုစိတ်ရှိသူဖြစ်တယ်။ဆရာဟာသူ့ကိုမန်တန်ပညာ၊ဈေးဘက်ဝင်အပင်တွေရဲ့အစွမ်းတွေနဲ့၎င်းစိုးဝါတွေကိုနှိမ်နင်းနေတွေကိုသင်ကြားပေးခဲ့တယ်။ဒါပြင်ဆရာဟာကိုပါမောင်ကိုမြေတားနဲ့ဂယုနာဖြင့်သာဒီပညာတွေကိုအသုံးပြုဖို့တတိပေးခဲ့တယ်။တညမှာဆရာဖြစ်သူဟာကိုပါမောင်ထံကိုအိမ်မက်မှတဆင့်တည်င်းစကားပေးပို့ခဲ့တယ်။အိမ်မက်ထဲမှာဆရာက တင်းကျိုင်းတောင်မှာမကောင်းဆိုးဘွားတွေကြီးစိုးနေပြီးအဲ့ဒီနေရာရှိတောနေတလေးဆန်တွေနဲ့တဘာဝတရားတွေကိုဒုက္ခပေးနေရလို့ပြောပြခဲ့တယ်။ဆရာဟာကိုပေါ့မှာကိုအဲ့ဒီမကောင်းဆိုးဘွားတွေကိုနှိမ်နှင်းဖို့တောင်းဝန်ပေးခဲ့တယ်။ဒါပြီးတင်းကျိုင်းတောင်မှာယတနာပစ္စည်းတွေကို လုံးဝမထိဖို့တတိပေးခဲ့တယ်။မကောင်းဆိုးဘွားတွေဟာလောဘအတုံးချတတ်တယ်။တင်းရဲ့စိတ်ထားဖြူစင်မှုကိုသာအားကိုးပါ။အဲ့ဒီလိုဆရာကအမှားကြခဲ့တယ်။ကိုပေါ့မှာဟာဆရာရဲ့အမှားကြချက်တိုင်းတင်းကျိုင်းတောင်ကိုခရီးထွက်ဖို့ပြင်ဆင်ခဲ့တယ်။ ူနဲ့တူသူ့ရဲ့တပည့်နှစ်ဦးဖြစ်တဲ့ကိုသိန်းနဲ့ကိုမြင့်တို့ပါဝင်နေ။ဒါအပြင်ရွာသားသုံးဦးဖြစ်တဲ့ရဲလာအောင်ပိုင်းနဲ့နိုင်လင်းတို့လည်းလိုက်ပါလာတယ်။လက်ကောင်အပွဲဟာမကောင်ဆိုးပါးတွေကိုနှိမ်နှင်းဖို့စိတ်ပိုင်းဖြတ်ထားတယ်။ကိုပါမောင်ဟာဆေးရရဲ့တတိပေးချက်ကိုအပွဲသားတွေကိုထပ်မံတတိပေးပြီးရတနာပစ္စည်းတွေကိုမထီးဖို့တင်းတင်းကြပ်ကြပ်မှာကြခဲ့တယ်။တင်းချိုင်းတောင်ကိုရောက်တဲ့အခါမကောင်ဆိုးပါးတွေဟာရတနာပစ္စည်းတွေနဲ့ကိုပေါမောင်တို့အဖွဲကိုဖျားယောင်းခဲ့တယ်။ ိုပါမောင်ဟာသူ့ရဲ့ပညာရှင်တွေကိုအသုံးပြုကာမေတ္တာမန္တန်တွေနဲ့အဲ့ဒီမကောင်းဆိုးဝါးတွေကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့တပည့်တွေနဲ့ရွာသားတွေဟာယတနာတွေကိုမြင်ပြီးလောဘတက်ကာအချင်းချင်းစကားများကြတယ်။ကိုပါမောင်ရဲ့တတိပေးချက်ကိုနားမထောင်ပဲယတနာတွေကိုထိမိရာကြောင့်မန္တန်စီတွေပောက်ပြဲသွားပြီးအလုံးသိဆုံးသွားကြတယ်။ကိုပါမောင်မှာစီပါမှုရဲ့တံပြန်အကျိုးဆက်ကြောင့်မန္တန်ဆွမ်းအားတွေပြန်လဲထိခိုက်ကာသူ့ရဲ့မျက်နှာကကြောင်မဲ့ဖွေရာပုံပြောင်းလဲသွားတယ်။ ဒီတောင်မဖွယ်မျက်နှာကြောင့်ရာဟုပြင်မသွားရဲပဲမန်တဲ့အကျိုးဆက်ကိုပြန်ဖြေနိုင်ပဲနီလန်ကိုရှာဖွေနေခဲ့တယ်။သူ့ရဲ့ဆရာကဒီမကောင်းဆိုးဝါးတွေကိုအပီးသက်ကျွတ်လွတ်အောင်လုံးဆောင်နိုင်မဲ့သူလာလိမ့်မယ်။ဒါမှသာသူ့ရဲ့မျက်နှာမူလတိုင်ပြန်ဖြစ်မယ်လို့ပြောကြားခဲ့တယ်။ဒီလိုနဲ့ဒေတော်ရဲမှာနှစ်ရှည်လာများနေလာခဲ့ပြီးသူ့ရဲ့တချို့တဝဲတော်ပညာအစွမ်းကြောင့်မကောင်းဆိုးဝါးတွေသူ့ကိုဒုက္ခမပေးနိုင်ခဲ့ပါ။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူနိုင်မင်းရှာမညရှင်းတာထားတယ် ဟုတ်ဆိုကြီးပါထုံနဲ့မိโกတဲကနန်းတော်ဆိုရဲဇလန်လေးရဲ့အပိုင်း30ကတော့ဒီမှာတင်ပြပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။